မင်္ဂလာပါရှင်မန္တလေးခေတ်တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးဒေါအောင်ဆန်းစုကြည်လွန်မြောက်ရေးသမရထရန်တန်ဂျပန်ရောက်မြန်မာများအိတ်ဖွင့်ပေးစာပေးဖို့တောင်းဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် ဂျပန်နိုင်ငံဒိုဂျိုမြို့ကိုရောက်ရှိနေသည့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုစစ်ကောမရှင်တပ်၏မတရားဖမ်းဆီးခြင်းခံထားရသည့်ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်ကူညီပေးရန်ဂျပန်ရောက်မြန်မာနိုင်ငံသားများကအမေရိကန်တန်ယုံမှတဆင့်စာပေးဖို့တောင်းဆိုခဲ့ကြောင်းသတင်းရရှိပါသည်အထက်ကတော့ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ဖို့နဲ့မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်လှုပ်တာဖြစ်ပါတယ်ဟုငြိမ်းချမ်းရေးကမ်းလှမ်းများအဖွဲ့ဝင်တို့ကပြောပါရယ် အဆိုပါအိတ်ဖွဲ့စာနှင့်ဒူဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးလက်မှတ်ထိုးကမ်ပိန်းပြုလုပ်၍စုဆောင်းထားသည့်လက်မှတ်များဖြင့်ပူရယ်ပေးပို့ခဲ့ကြောင်းသိရပါသည်။ထို့ပြင်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ကော်မတီတရက်ဖွဲ့စည်းနိုင်ရန်ဂျပန်နိုင်ငံရှိမြန်မာအဖွဲ့အစည်းအသီးသီးကကြိုးပမ်းနေပြီးငင်းချင်းဤကမ်းလက်များအဖွဲ့လည်းကော်မတီမှပါဝင်ပြီးစတင်ဆောင်ရွက်နေကြောင်းသိရပါသည်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်မလေးရှားနိုင်ငံအာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်အစည်းအဝေးများကိုတက်ရောက်ခဲ့ပြီးနောက်ယနေ့အောက်တိုဘာ29ရက်မနက်ပိုင်းမှာ မလေးရှားမှဂျပန်နိုင်ငံသို့ထွက်ခွာခဲ့ခြင်းဖြစ်ပါသည်မြန်မာစစ်တပ်သည်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအယက်သားအစိုးရကိုဖျောက်ချပြီးအာဏာသိမ်းခဲ့ကဒေါ်အောင်ဆန်းစုကြည်ကိုလည်းအမှုပေါင်း၁၉မှုဖြင့်ဆွဆွဲပြီးထောင်ဒဏ်၂၈နှစ်ချမှတ်ကလျှို့ဝှက်နေရာတစ်ခုတွင်ဖမ်းဆီးထိန်သိမ်းထားပါသည်အလားတူပင်သမရဦးဝင်းမြင့်ကိုလည်းအမှု၈မှုဖြင့်ဆွဆွဲပြီးထောင်ဒဏ်၁၀နှစ်ချမှတ်ထားကြောင်းသိရှိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးဖွဲ့မြန်မာနိုင်ငံဆင်လို့ရေးသဘောတူညီမှုမရဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလတွင်ကျင်းပမယ့်မြန်မာနိုင်ငံရွေးကောက်ပွဲအတွက်အာဆီယံအနေနဲ့စောင့်ကြည့်လေ့လာရေးဖွဲ့ဆင်လို့မှာမဟုတ်ဘူးလို့တန်တမန်သတင်းရှင်းမြစ်တွေကဒီကနေ့မှပြောပါရယ်။မြန်မာနိုင်ငံမှာပြစ်ခတ်တိုက်ခိုက်မှုတွေချက်ချင်းရပ်ဖို့ကိုလည်းအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟမ်ကဒီကနေ့မှထပ်မံတောင်းဆိုလိုက်ပါရယ်။မလေးရှားမှာတွေ့ဆုံနေတဲ့အာဆီယံခေါင်းဆောင်တွေဟာမြန်မာ ရိပခအပေါ်အလွန်ဆိုးရင်ပူပန်မှုကိုထုတ်ဖော်ပြောကြားခဲ့ပြီးအော်တိုဘာ26ရက်နောက်ပိုင်းမှာထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာတော့ငင်းချမ်းရေးအတွက်တိုးတက်မှုမရှိဘူးလို့တတိပေးလိုက်ပါတယ်။ရွေးကောက်ပွဲမတိုင်ခင်အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ရမယ်လို့ဆိုပါတယ်။အာဆီယံကိုစားပြုရွေးကောက်ပွဲစောင့်ကြည့်သူတွေဆင်လွတ်မှာမဟုတ်ပေမယ့်အာဆီယံနိုင်ငံတွေကတော့နှစ်နိုင်ငံဆက်ဆံရေးကိုအခြေခံပြီးစောင့်ကြည့်သူတွေကိုဆင်လွတ်နိုင်တယ်လို့အမည်မဖော်လို့တဲ့တန်တမန်တယောက်ကပြောပါတယ်။ နောက်ထပ်တန်တမန်တယောက်ကလည်းအာဆီယံကိုစားပြုမစ်ရှင်တစ်ခုချထားဆောင်ကြည့်ဖို့အဖွဲ့ဝင်တွေအကြားသဘောတူညီမှုမရှိကြောင်းအတည်ပြုပြောကြားပါရယ်မြန်မာနိုင်ငံသာအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဆက်လက်တည်ရှိနေပေမယ့်နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲပြီးနောက်မြန်မာအာဏာပိုင်တွေကိုအာဆီယံအဖွဲ့အာဆီယံစည်းဝေးတွေတက်ရောက်ခွင့်ပိတ်ပင်ထားခဲ့ရာလက်ရှိမှာလည်းဒီဆုံးဖြတ်ချက်အတိုင်းဆက်လက်ကျင့်သုံးမယ်လို့အာဆီယံအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရေကောက်ဝဲနီလာတဖြင့်ပြည်တော်စုလွတ်တော်ဝန်ပြုပြင်မှုများကိုစစ်ကောင်းဆောင်မင်းအောင်လိုင်းစစ်ဆေးတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။စေအုပ်စု၏အထူးရောင်ရေကောက်ဝဲနီလာတဖြင့်နေပြည်တော်တွင်ငလင်ကြောင့်ပျက်စီးနေသည့်ပြည်တော်စုလွတ်တော်နေရာများကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကတားရောက်စစ်ဆေးကြောင်း၎င်း၏ဝါရောက်ဖြန့်သတင်းစာများတွင်ဖော်ပြထားပါသည်။ စေကောင်းဆောင်သည့်ဇမန်နေ့အောက်တိုဘာ26ရက်နေ့ကငလင်တန်းကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့်လွတ်တော်ဝင်တွင်ရှိပြည်တော်စုလွတ်တော်ပြည်သူလွတ်တော်အမျိုးသားလွတ်တော်အဆောက်အဦတို့ကိုစစ်ဆေးခဲ့ကြောင်းသိရပါသည်။ယင်းပြင်အခြားအထောက်ကူပြုအဆောက်အဦများလန်ဒရာများချန်စီယိုနှင့်မြေထိန်နယံများထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့်လုပ်ငန်းပြီးစီးမှုအခြေအနေများကိုကြည့်ရှုကြောင်းသိရပါသည်။ထို့ပြင်စစ်ကောင်ရှင်တရင်စာ၌နေပြည်တော်မြို့တော်ခမ်းမအနီးတွင်ပြည်သူရှင်ပြင်းနှင့်ဖျော်ဖြေရေးရှင်ပြင်းပါဝင်ပြင်မနာတောင်ညိုရှင်လန်းသွားလန်း ံဖောက်လုပ်နေကြောင်းလည်းဖော်ပြထားပါတယ်။အဆိုပါပြည်သူရင်ပြင်နဲ့ဖျော်ပြေးရေးရင်ပြင်တွင်မြမရိုးရာပွဲတော်များအခမ်းအနားများကျင်းပနိုင်ရန်နဲ့မြမသမိုင်းဝင်အထင်ကရပုဂ္ဂိုလ်ချင်းများ၏ရုပ်ထုများတိဆောက်ရန်လိုကြောင်းစေကောင်းဆောင်ကပြောကြားခဲ့ပါတယ်။စေအုပ်စုအကောင့်ထဲပေါ်နေသောတူရောင်ရွေးကောက်ပွဲကိုလာမည့်ဒီဇင်ဘာ28ရက်နေ့တွင်အပိုင်းတစ်ဖြစ် ကျင်းပမည်ဖြစ်ပါတယ်။စေကောင်းမရှင်သည်၎င်းတို့၏အတူရောင်ရွေးကောက်ပွဲကိုပြည်သူများစိတ်ဝင်စားမှုရှိလာစေရန်ရည်ရွယ်၍အကယ်ဒမီ နေတို့မြင့်မြတ်နေဝင်အေးချမ်းမှချူလီမ ေမြင့်မှုစသည့်တရုတ်ဆောင်များကိုတုံးချကခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများအမည်ရှိဝါရပြန့်ဇလံကိုရိုက်ကူးထုတ်ဝေထားကြောင်းသိရှိရပါသည်။နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကြောင်းကတော့စစ်တပ်လေးကြောင်းတိုက်ခိုက်မှုတော်လန်ရေးတပ်များထက်ပြည်သူကိုသာအဓိကပြတ်မှတ်ထားနေဆိုတဲ့တင်င်းကိုတင်ဆက်ပေးပါမယ်။ အရဲသားပြည်သူများကိုပြစ်မှတ်ထားသည့်လေးချောင်းတိုက်ခိုက်မှုသည်ဒေါ်လန်ရီအင်အားစုများတိုက်ခိုက်မှုထက်နှစ်ဆကျော်များကြောင်းသိရပါသည်။ညံလင်းတဲ့သူတွေတနာအဖွဲ့ရဲ့ဗက်စင်လေးချောင်းတိုက်ခိုက်မှုအစီရင်ခံစာများကိုလေးဘက်တာစောင့်ကြည့်ရ၌ပြည်သူကိုပြစ်မှတ်ထားသည့်လေးချောင်းတိုက်ခိုက်မှုသည်ဒေါ်လန်ရီအင်အားစုများပြစ်မှတ်ထားလေးချောင်းတိုက်ခိုက်ခြင်းနှင့်ထိတွေ့တိုက်ပွဲများတွင်လေးချောင်းတိုက်ခိုက်ခြင်းနှင့်ကိုစုစုပေါင်းဖြစ်စဉ်များထက်နှစ်ဆကျော်များနေသည်ကများပြီးအပတ်စဉ်ပြည်သူတိုက်ဆုံမှုမှလည်းအယောက်20ကျော်သည်ကများကြောင်းတွေ့ရပါသည်။ ကျွန်တော်အမြင်ပြောရရင်ဒေါ်လန်ရီအင်အားစုထိန်းချုပ်ထားတဲ့နေမျိုးတွေမှာနေတဲ့ပြည်သူတွေကိုပြည်သူလို့မမြင်ပဲရန်သူဖြစ်တတ်မှတ်တိုက်ခိုက်နေတာကြောင့်ပါပဲဒေါ်လန်ရီနေမျိုးတွေကပြည်သူတွေအနေထိုင်ပြက်မယ်စီးပွားပြက်မယ်တည်ကြည်တန်ရာရတယ်ဆိုတာသူတို့အတွက်အမျက်ထွက်တယ်လို့ယူဆတယ်ဘာလို့လဲဆိုတော့ပြည်သူတွေတည်ကြည်အတိဒုက္ခရောက်ရင်အဲ့ဒီပြည်သူတွေရဲ့ဝန်ကတော်လန်ရေးတက်ပေါ်ပြကြလာမယ်လို့ယူဆတာကိုဟုဘုံရအခြေဆိုင်နိုင်ငံရေးတက်ကြလှူရှားသူတို့ကပြောပါတယ် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့်အောက်တိုဘာ23ရက်တွင် ပြည်သူ23ဦးသေ52ဦးဒဏ်ရာရခဲ့ပြီးအောက်တိုဘာ10ရက်မှ16ရက်တွင်ပြည်သူ73ဦးသေဆုံးပြီး64ဦးဒဏ်ရာရခဲ့ကအောက်တိုဘာ3ရက်မှ9ရက်နေ့တွင်29ဦးသေဆုံး58ဦးဒဏ်ရာရရှိခဲ့ပါသည်စက်တင်ဘာ26ရက်မှအောက်တိုဘာ2ရက်တွင်ပြည်သူ34ဦးသေဆုံးပြီး54ဦးဒဏ်ရာရရှိခဲ့ကြောင်းညံလီတဲ့သူတွေတနာအဖွဲ့ကထုတ်ပြန်ထားပါသည် ပြည်သူတယောက်တန်ရာရလို့တော်လန်ရင်အားစုတွေကကုသပေးရင်စေးဖို့ကုန်ကြစီရှိသွားမယ်စေးဖို့ကုန်တဲ့ငွေကကြီးစံနဲ့တနတ်ဝယ်ဖို့ဖိပေးလိုက်ရတယ်ဆိုတော့အဲ့ဒါကိုစစ်တပ်ကကြီးစံတရောင်းဝယ်ကရော့သွားလဲမနေဘူးလို့တွက်ပုံရတယ်ဟု၎င်းကဆက်လက်ပြောပါတယ်စေးအုပ်စုဒီမေလမဩဂုတ်လတွင်တရက်လရင်လေးချောင်းတိုက်ခိုက်မှုဖြစ်စဉ်အနည်းဆုံး9ခုကျွန်းလွန်ခဲ့ပြီးလေးချောင်းတိုက်ခိုက်မှုစုစုပေါင်းရဲ့68ရာခိုင်နှုန်းသည်ပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်းညံလင်းသည့်သူတေသနာကထုတ်ပြန်ထားကြောင်းသ သိရပါတယ်။နေလာမဩဂုတ်လတိလေးလာတာတွင်လေးဆောင်တိုက်ခိုက်မှုကြောင့်ပြည်သူ604ဦးသေဆုံးပြီး1339ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်တင်ဆက်ကြောင်းကတော့ပြည်ဦးလွေမှာရွေးကောက်ဝယ်ဆန့်ကျင်ကြောင်းလှုပ်ရှားမှုပြုလုပ်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။စစ်တဲအခြေဆိုင်မျိုးဖြစ်တဲ့ပြည်ဦးလွေမှာမေမျိုးပင်မှာအထွေထွေတပိတ်အင်အားစုကရွေးကောက်ဝယ်ကိုဆန့်ကျင်ကြောင်းလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ဒေါက်တာတေစာဆန်ကအတည်ပြုထားပါတယ်။ပြည်ဦးလွေမျိုးရဲ့အထင်ကရနေရာတွေဖြစ်တဲ့မြို့ဝင်ဆိုင်ပုံမြို့လေနိုင်စဉ်ရထားဘူတာယုံညစီရန်စတဲ့နေရာတွေမှာမဲမပေးနဲ့ထောင်ချောက်ကြီးအတိတ်ပဲရစတာပါ No Boat Just Trust အင်ဂျီဝစင်ထားတဲ့ရဲဘော်တို့ ို့ကလက်သုံးချောင်းထောင်ပြီးလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါပြုလက်ပန်းစီတွေတောင်းကျန်းတာစစ်မှုရန်ကောင်းစင်နဲ့အတင်းအဓမ္မပန်းစီငွေညတာတွေကိုစက်တိုက်ကျုံတွေ့ရင်ဆိုင်နေရတဲ့ပြည်သူများမှာဖက်စစ်စစ်တမ်းနဲ့အာနာသိန်းစေယုစုပေါ်နာကြီးစိတ်စန့်ကျင်စိတ်တွေရင်းနေအပြည့်ပါဒါအပြင်အခုစေယုစုကလုံးမဲ့အတူရောင်ရွှေကောက်ပွဲလုပ်ပွဲကိုလည်းခါတီးစွာစန့်ကျင်ကြရုံမုံကြပါတယ်လို့ဒေါက်တာဒေစာဆန်းကဆိုပါတယ် ပြည်သူဒေါ်လာရေးမှာပြည်သူတွေကသာအဓိကဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့လည်းငုံမခံပဲတုံ့ပြန်ဖို့ဒေါက်တာတေဇာစံကတိုက်တွန်းထားကြောင်းသိရှိရပါတယ်။